ဒီနေ့ဒီနေ့ကိုလူဒီယောက်ကအသက်ဘလောက်ရှူလဲဒီကြလားအကျဉ်းနဲ့တောင်းလောက်တောင်ရှိပါတယ်ဒါပေမဲ့အဲ့ဒီရှူတွဲလိုက်ခဲ့လေထဲမှာတကယ်တမ်းပါးတယ်ပါနေလဲဆိုတာကိုရောစဉ်းစားဘူးကြလားဒီနေ့မှာတော့လေတုအီရဲ့အတွဲဆိုပဲမျက်စိနဲ့မမြင်နိုင်တဲ့ကဘာကြီးထဲကိုဝင်ရောက်လေလာပြီအဲ့ဒါကိုဘလို့တိုင်းတာလဲကျွန်တော်တို့အားလုံးရဲ့ကျမရဲ့အတွက်ဘလို့ကာကွယ်ရမလဲဆိုတာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရှူနေတဲ့လေထဲမှာတကယ်တမ်းပါးရီပါနေတာလဲမေးခွန်းကတော့ရိုးရိုးလေးပဲเนาะဒါပေမဲ့ အဖြေကတော့တော်တော်လေးကိုရှုပ်ထွေးပါတယ်။ဒီမင်းခွန်းရဲ့အဖြေကပဲလေထုညညမှုရဲ့ကျမ်းမာရေးပေါ်တယောင်မှုတွေကနေစပြီးဖြည့်ရှင်းနိုင်မဲ့နီလာနေအထိကျွန်တော်တို့ရဲ့ဆွေးနွေးမှုကိုလမ်းညွှန်ပေးသွားမှာပါ။ကဲပထမဆုံးအနေနဲ့မျက်စိနဲ့မမြင်နိုင်တဲ့အချက်အသေးတစ်ခုအကြောင်းပြောကြရအောင်။ဒါကကမ္ဘာပေါ်ကလူတန်းပေါင်းများစွာရဲ့ကျမ်းမာရေးကိုတိတ်တိတ်လေးတိုက်ခိုက်နေတာပါ။ဟုတ်ပါတယ်။ဒါကတော့လေထုညညမှုရဲ့လူသားတွေပေါ်တယောင်မှုပါပဲ။လေထုညညမှုဆိုတာနားစေးချောင်းစိုးတာအလောင်းနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ပါဘူး။ အများကြီးပုံနဲ့နေတာပါတဟအသက်ရှူလမ်းကြောင်းဆန်ရရော့ကားတယ်နှလုံးတွေးကြောဆန်ရတယ်လို့ပြင်းထန်တဲ့ကျန်းမာရေးပြင်သနာတွေနဲ့တိုက်တိုက်ကိုဆက်ဆက်နေတာပါပိုဆိုးတာကကလေးတွေရဲ့ညံကြီးဖွံ့ဖြိုးမှုကပါထိခိုက်စေနိုင်ပြီ PM2.5 လို့ခေါ်တဲ့ Imran Thing ရဲ့အမှုတွေကြောင့်ပဲကဘာတော်မှာ Nissan U တန်းပေါင်းများစွာအပြည့်မတိုက်ခင်မှာပဲတက်ဆုံရှုံနေရပါတယ်ကဲဟုတ်ပြီဒီလောက်တောင်ပြဿနာကြီးနေရအောင်လေးထဲမှာတကယ်တမ်းဘာတွေပါနေလို့လဲကျွန်တော်တို့ရှုဆိုင်နေတဲ့လေကိုအနီးကပ်ချဲ့ကြည့်ပြီးအဓိကတရားခံတွေကိုတစ်ခုချင်းစီပေါ်ထုတ်ကြည့်ကြရအောင် ဒီမှာတော့အဓိကတရားခံတွေစုနေပါပြီ PM 2.5နဲ့ PM 10လို့မျိုးအမုံအမွှားတွေကနေစပြီးကာအီဇော်တွေစက်ရုံတွေကထက်တဲ့ nitrogen dioxide တို့ sulfur dioxide တို့လို့တိုင်းငွေတွေအထိဒါတွေအားလုံးပေါင်းလိုက်ရင်ဂျာမန်ရေးကိုချင်းချောင်းနေတဲ့အဆိပ်ကော့ကတေးတစ်ခွလိုပါပဲဒီအထဲမှာအန်ဒီအကြီးဆုံးလို့ပြောရမှာကတော့ PM 2.5ပါပဲသူ့ရဲ့ရဲစားကဘလောက်တောင်သေးလဲဆိုရင်လူဆမ်ပင်တမြင်ကိုပုံ30ပုံတပုံစားလောက်ပဲရှိတာအဲ့တော့ အဆုတ်ရဲ့အနက်ဆိုင်ဆုံးနေရတဲ့အထိအလွယ်တကူရောက်သွားပြီးသွေးကြောထဲအထိတောင်ဝင်သွားနိုင်တယ်။ဒါကြောင့်မို့လို့သူ့ကိုတိတ်တိတ်လေးတတ်တဲ့လူသက်သမားတို့လောင်တင်းစားကြတာပေါ့။ကမ္ဘာ့ကျမရဖတ် WHO ကနေဘေကင်းနဲ့လသမထားတဲ့စံနှုန်းတစ်ခုရှိပါတယ်။တစ်နှစ်ပလုံးကသူက PM2.5 ပမာဏဟာတကူပါမီတာမှာ9မိုက်ခရိုဂရမ်ထက်မကျော်သင့်ဘူးတဲ့။ကဲဒီနံပါတ်မားကိုခဏလေးမှတ်ထားပဲနော်။ဘာလို့လဲဆိုတော့အိန္ဒိယနိုင်ငံ Daily Mail လို့ နေရာတွေမှာလေးထုရေတွေအစိုးဆုံးအချိန်ကြီးဆိုရင် PM 2.5ပမာဏဟာ300ဟောပါတယ်300ကျော်အထိကိုမြင့်တက်ခဲ့ပါတယ်ဒါဟာ WHO ကသတ်မှတ်ထားတဲ့ Baking the Sun တော့ထက်အဆက်60တောင်ပိုများနေတာပါဒါကကနန်းတိဟုတ်တတ်မဟုတ်တော့ဘူးတကယ်ကိုအရေးပေါ်အခြေအနေတခုဖြစ်နေပြီဆိုလာကိုပြားနေတာပါဒီလောက်ကြောက်ရက်ကောင်းတဲ့ကိန်းကဏ္ဍတွေကိုကြားပြီနော်ဒါမင်းစရာရှိတာကဒါတွေကိုရောဘယ်လိုသိတာလဲဆိုလာပါပဲဟုတ်တယ် မျက်စိနဲ့မမြင်နိုင်တဲ့တီယန်တို့ကိုဘလိုနီနဲ့မြင်အောင်လုပ်မလဲဆိုတာကိုစပိလီလာကြည့်ကြရအောင်မျက်စိနဲ့မမြင်ရတဲ့ရန်သူကိုဘယ်လိုခြေရခံမလဲ음ဒီမေခွန်ရဲ့အဖြေကအရာအလုံးရဲ့အစာပဲပြန်ဘာလို့လဲဆိုတော့တိုင်းတာလို့မရရင်စီမံခန့်ခွဲလို့လည်းမရဘူးလေဟုတ်တယ်မလားဒါကြောင့်လေသူအရေးအတွေးကိုစောင့်ကြည့်တိုင်းတာခြင်းဟာထိအောက်တဲ့ဖြည့်ရှင်းလေးလေရှာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ပထမဆုံးခြေလှမ်းဖြစ်ပါတယ် လူထုရဲ့အတွေးကိုတိုင်းတာရတဲ့နေရာမှာအဘိကအဖင်လင်းလန်းနှစ်မျိုးရှိပါတယ်။တစ်မျိုးကတော့အစိုးရတွေတုံးတဲ့ကြီးမားပြီးအမတန်တိကျတဲ့တိုင်းတာရေးစခန်းကြီးတွေပေါ့။ဒါတွေကတော့ရွှေစန်းတုံးလိုပဲတိကျမှုအပြည့်ပဲ။ဒါပေမဲ့ဈေးကြည့်တယ်နေရာတိုင်းမှာလည်းမရှိဘူး။အဲ့ဒီမှာပဲနောက်တစ်မျိုးဝင်လာတယ်။အခုနောက်ပိုင်းမှာပေါ်လာတဲ့ဈေးသက်သာပြီးတည်သွားလို့ရတဲ့အာယုန်ခန့်ခီးရအတီးလီတွေပါ။ဒါတွေကတော့တိကက်ကိုတော်လင်ရေးတစ်ခုပဲ။တာမန်ဖြူသူတွေတောင်ကိုပောင်ဝင်းချင်းကလီထုရီအတွေးကိုအလွယ်တကူစစ်စစ်နိုင်လောက်လွတ်ပြလိုက်ကြပါ။ ပြဿနာကိုလည်းတိပြီးတိုင်းတာတော့လေရပြီဆိုတော့ရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့ဒီကိစ္စကိုဘာဆက်လုပ်ကြမလဲဆိုတာပါပဲတန်ရှင်းတဲ့လေထုအထက်တကယ်ထိရောက်တဲ့နီးပြွားတွေဆိုကြည့်လိုက်ကြအောင်ဒီပြဿနာကြီးကိုဖြေရှင်းဖို့အထက်ဖြေဆေးတစ်ခုတည်းနဲ့တော့မရပါဘူးတကယ်အောင်မြင်ခြင်းနဲ့ဆေးအလွာပေါင်းစုံခွင့်တွေပြန်လဲချင်းခဲ့ဖို့လိုပါတယ်ဥပမာအစိုးရကလည်းစံနှုန်းတွေတတ်ပါတာစက်မှုလုပ်ငန်းတွေကအထိန်ချုပ်ရင်းနီးပြနာတွေတုံးတာ မြို့ဖျားစီမံကိန်းတွေကိုပိုပြီးစိမ့်လက်အောင်ဖန်တီးတာနောက်ဆုံးကျွန်တော်တို့တုံးရင်းစီကကိုယ့်ရဲ့အဖြူမှုလေးတွေကိုပြောင်းလဲတာအချိအားလုံးပူပေါင်းပါဝင်မှပဲထင်ပါပါစိတ်ယုံအလုံးယုံတွေကထွက်တဲ့ညဉ့်ညဲမှုကိုလျော့ချဖို့အတွက် တကယ်ကိုအစွမ်းထက်တဲ့ညီပညာတွေရှိနေပါသည်ဥပမာ electrostatic precipitator screen တန်လိုက်လိုပဲအမုံတွေကိုစုပ်ပြီးဖန်ထားလိုက်တာ wet scrapers တွေကကြတော့ဒိုင်ငွေတွေကိုရေနဲ့ဖြန်းပြီးဆေးကြောတန်ဆင်ပေးတယ် ဒီလိုနည်းပညာတွေမှာယင်းနည်းမြင့်နန္တာဟာစီဝါရေးလုပ်ငန်းတွေအတွက်တာဝန်ယူမှုရှိတဲ့လုပ်ရက်တစ်ခုဖြစ်တယ်လို့စင်စမ်းမပြတ်ဖန်ပြတွတ်တရရဲ့ပြည်သူ့ကျန်းမာရေးကိုတပြိုင်တည်းကောက်ခဲ့ပေးရလဲရောက်ပါတယ်။ဒါရေးချက်အတွက်အကောင်းဆုံးယင်းနည်းမြင့်နန္တာပါပဲ။မြို့ပြနေမှာဆင်ရင်တော့အထူးကတရားခိုင်ကကျွန်တော်တို့နှင်းစင်သုံးနေတဲ့ယင်းနေပါပဲ။ဒီကိစ္စကိုဖြေရှင်းဖို့နီးနန်းတွေကတော့ကျွန်တော်တို့နှင်းစင်ပေါ်ပါနဲ့တိုက်ရိုက်ကိုပတ်သက်နေပါပဲ။ကားရီကိုပုံမှန်စစ်စစ်သွင်းနေတာလက်စစ်ကားရီဘက်ကိုတဖြည်းဖြည်းပြောင်းလဲလာတာ ဘတ်စကားတို့ရထားတော့လို့အများပြည်သူသုံးတည်ယူပို့ဆောင်ရေးကိုပိုပြီးအားကိုးလာတာမျိုးတွေကမြို့ပြလေးတို့ကိုတည်တည်တာတာကိုထန်ရှင်းလာစင်မှာတည်ချပါတယ်။လက်ရှိနီလန်းတဲ့အပြင်အနာဂတ်မှာတော့ဘလို့စမ်းသစ်တီထွန်းမှုတွေကဒီပြဿနာကိုဖြေရှင်းရမှာကူညီပေးနိုင်မလဲ။ကဲအဆုံးသတ်အနေနဲ့ရှစ်ဆန်းရမယ့်လမ်းကြောင်းနဲ့ကျွန်တော်တို့အားလုံးရဲ့အခက်ခဏကိုတစ်ချက်ကြည်လိုက်ကြအောင်။ လေထူးအရေးအတွေးစီမံခန့်ခွဲမှုရဲ့အနာဂတ်ကတော့တကယ်ကိုစိတ်လှရှားစရာကောင်းပါတယ်အဓိကအိုးဆောင်သွားမှာကတော့နီးပညာနဲ့ data တွေပါပဲစဉ်းစားကြည့်လေအာဂါတာကဂီယိုတူ data တွေမြေပြင်ကအာယုန်ခန့်ခရီးရတယ်ပြီးတော့ AI ရဲ့ခွဲချမ်းစိတ်ဖျားနိုင်စွာဒါတွေအားလုံးကိုပေါင်းစပ်လိုက်ရင်ဘယ်နေရာမှာဖယ်ချင်းလေထူးညဉ့်ညံ့မှုဖြစ်နေလဲဆိုတာကိုလက်ညှိုးထိုးပြနိုင်တော့မှာပါ smart city တွေကဒီ data တွေကိုအချိန်နဲ့တပြည့်ညီပြည့်တူတဲ့စီမျှဝေပေးပြီးပိုကြားမှတဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင်ကူညီပေးပါလိမ့်မယ် ဒါပဲနဲ့အရေးကြီးဆုံးအချက်ကတော့မမေ့ဖို့လိုပါတယ်။ဘယ်လောက်ပဲကောင်းတဲ့နေပညာတွေရှိနေပါစေသူတယောက်တည်းနဲ့တော့ဒီစစ်ပွဲကိုနိုင်မှာမဟုတ်ပါဘူး။တကယ်အောင်မြင်မှုရဲ့တော့ချက်ကတော့နေပညာခိုင်မာတဲ့အစွေးရမူဝါဒပြီးတော့ကျွန်တော်တို့လိုပြည်သူတွေရဲ့တက်တက်ကြွကြွပါဝင်မှုဒီသုံးခုကိုဟန်ချက်ညီညီပေါက်ဆက်နိုင်ဖို့ပါပဲ။နောက်ဆုံးအနေနဲ့ဒီစင်ခုံမှုကြီးကိုအတူတူစဉ်းစားကြည့်စီချင်ပါတယ်။တန်ရှင်းတဲ့လေရူးဆိုတာလူတိုင်းအတွက်အခြေခံအခွင့်အရေးတစ်ခုဆိုရင် တိချမှန်ကန်တဲ့တိုင်းတာကြီးနီးပညာကြီးရဲ့ကြီးမားတဲ့ကုန်ကြစေးနဲ့လူလိုက်လက်လက်မိနိုင်ရေးဆိုတဲ့အချင်းတစ်ခုကိုကျွန်တော်တို့ဘလို့ဟန်ချစ်နေအောင်လုပ်ကြမလဲဒါကကျွန်တော်တို့အားလုံးအတူတူကအပြေရှာရမယ်မေခွန်းတစ်ခုပါပဲ